ပြည်နယ်တိုင်းရင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်အင်းလေးကန်တွင် ရေကြီးနှမြုပ်မှုမရှိစေရေးကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်တိုင်းရင်းသားရဲအဝင်ကြီးဦးအောင်ကြည်ဝင်နှင့်တာဝန်ရှိသူများသည်ယနေ့နေ့နောက်ပိုင်းကညောင်ရွှေမြို့နယ်အင်းလေးကန်တွင်ရေကြီးနှမြုပ်မှုမရှိစေရေးကွင်းစင်းစစ်ဆေးခဲ့ပါတယ်။ရေဦးစွာပြည်နယ်ဝင်ကြီးနှင့်တာဝန်ရှိသူများသည်ညောင်ရွှေမြို့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခမ်းမ၌အင်းလေးကန်တွင် ရေကြီးနှမြုပ်မှုမရှိစေရေလုပ်ငန်းညှိနှိုင်းစည်းဝေးသို့တက်ရောက်၍လိုအပ်သည်များလမ်းညွှန်မှကြားခဲ့ပါသည်ထို့နောက်တက်ရောက်လာကြသူများ၏အထွေထွေတင်ပြချက်များအပေါ်ပြည်내ဝန်ကြီးကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်ဆက်လက်၍ပြည်내ဝန်ကြီးနှင့်အဖွဲ့သည်ကျိုင်းခမ်းမမြောင်းဝရေလန်းပိတ်ဆို့နေမှုအားကြည့်ရှု၍လိုအပ်သည်များပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်ထို့နောက်တုံဟုံးတရာရေစီစင်းတော်အားကြည့်ရှုစစ်ဆေး၍မိုးရာသီဖြစ်သောကြောင့် ရေစီးဆင်းမှုများနိုင်သည့်အတွက်အနေအမဖြစ်ပွားစေရေးလိုအပ်သည့်များကြိုတင်စီမံဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပါသည်။၎င်းနောက်ပုံမှုအုပ်စုဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသခံများ၏တင်ပြချက်များအပေါ်ပြည်내ဝင်ကြီးကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ။